ညော်လင်းချက်တွေအများကြီးနဲ့ခေါ်ထားတဲ့တိုက်စစ်မှုတယောက်ပရီးမီးယားလိပွဲစဉ်9ပွဲကံပြီးသွားတဲ့အချိန်မှာ3-9ပဲရသေးတာကိုလည်းကျွန်တော်နားလေတယ်။ဒါပေမဲ့ကျွန်တော်တူးတဲ့ဆန္ဒရဆိုရင်တော့ဗစ်တာယော့ဂရက်ကိုအထင်မသေးစေလို့ဘာကြောင့်ဒီဗီဒီယိုမှာကျွန်တော်ဘစ်တာယောဂရက်နဲ့ပတ်သက်ပြီးတော့အထင်မသေးကြပါနဲ့ဆိုပြီးတော့အချက်လက်တစ်ခုချင်းညီကျွန်တော်ရှင်းပြမယ် တိုက်စစ်မှုတယောက်အနေနဲ့ရေချားမြေချကိုပြောင်းရတဲ့အခါမှာအထူးသဖြင့်ရေချားမြေချမဟုတ်ဘဲနဲ့ပရီးမီးယားလိအသင်းချင်းချင်းကိုပြောင်းတဲ့အခါမှာတော့ရုံးကန်တဲ့တိုက်စစ်မှုတွေရှိတယ်။သူ့အတွက်ကျွန်တော်ကာဝယ်ပေးတာမဟုတ်ဘူး။ကျွန်တော်ဒီတိုက်စစ်မှုကိုဝယ်တဲ့ဟိုကကျွန်တော်အမြဲတမ်းပြောတယ်။ကစားမတူကိုကျွန်တော်ဝယ်ပြီဆိုရင်ယာတီဝက်လောက်ကတော့အချိန်ပေးရမယ်။အခုကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်9ပွဲကံပြီးသွားပြီ။ပြိုင်ပွဲစုံဆိုလို့ရှိရင်စုစုပေါင်း10ပွဲ၊ချန်ပီယံလိပွဲ၊ခါလာဘုံတပွဲ။အဲ့ဒီအတိုင်းအတာနဲ့ယောဂရတ်ကိုကျွန်တော်တို့ဆုံးဖြတ်မယ်ဆိုရင်စောလုံးသေးတယ်။ ျွန်တော်ဆန္ဒရဆိုရင်တော့ကျွန်တော်ကယာတီဝက်ပရီးမီးယားလိပွဲ20လောက်ကစားပြီးတော့မှပဲဒီကစားမနဲ့ပတ်သက်ပြီး data analyze လုပ်မယ်ဆိုပြီးခံမှန်းထားတာအခုဘာဖြစ်လဲဆိုတော့အာဆင်နယ်အသင်းပေးသက်တည်ကြားထဲမှာအမြင်ကွဲပြားတချို့ကြောက်လဲ off the ball movement တွေမှာကစားမတူရဲ့ quality ကိုမြင်အောင်ကြည့်နိုင်မယ်တချို့ကြောက်လဲ twin goal တွေဖန်တီးမှုတွေပွဲပြီးသွားတဲ့အခါမှာပါရယ်လာအဲ့ဒီကစားမ twin goal ဖန်တီးမှုတစ်ခုမလုပ်ရင်ညံ့တယ်လို့ပြောနေကြတယ်ဒါကတပိုင်းပေါ့လေကျွန်တော်ကြတော့ ဘောလုံး6ထဲမှာရှိတဲ့ player ကိုလိုက်ပြီးကြည့်တာအာတန်တဲ့သူတွေဖြစ်တဲ့အတွက်တချို့ပိုင်းလေးမှာတော့ဘသူကဘာပူကောင်းလဲဆိုတာမြင်ရတယ်။ဒီနေရာမှာအာဆင်နယ်ဖန်မဟုတ်ဘဲနဲ့ပြိုင်ဘက်ပိတ်တီရဲ့ရေးချင်ရရေးမှုကိုဂယုမဆိုင်ဘူး။ဒါသူတို့ကလှောင်ပါပဲ။ကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီကြံမှန်ပြီးအားနည်းချက်ကိုလှောင်ပါပဲ။ဒါပေမဲ့အာဆင်နယ်ဖန်တွေဂျားထဲမှာယောဂနဲ့ပတ်သက်ပြီးအမြင်ကွဲပြားတာကိုတော့ကျွန်တော်လည်းမကြိုက်တာဖြစ်တဲ့အတွက်ဒါကိုစောစီးဒီဗီဒီယိုလေးလုပ်ပေးဖြစ်တာ။ယောဂရက်ကလုံးဝသုံးစားမရဘူးလုံးဝအံမွေးဆိုတဲ့တိုက်စစ်မှုဆိုတဲ့အရေးသားမျိုးကိုကျွန်တော်လက်မခံဘူး ယောဂရက်အာဆီနိုကိုရောက်လာတဲ့ရေချားမြေချပေါ်တူဂီလီယာနေကြံခဲ့တဲ့200ဒီတုံးကလည်းအဲ့ဒီလိမှာခေသူမဟုတ်ဘူးဒါပေမဲ့ထိတ်တန်းလိကြီး9ခုထဲမှာမပါတဲ့လိတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ဒီခြေစွမ်းကိုဒီလိုမျိုးအင်္ဂလိပ်ပရီးမီးယားလိကစားဟန်နဲ့အံဝင်ဖို့ဆိုရင်အချိန်တိုင်းနဲ့တခုတည်းပေးရမယ်ဒါတို့တစ်ချက်အရင်ဆုံးလက်ခံရမယ်ပြင်ပလိရလာတဲ့ကစားမတူရဲ့ပထမဆုံးရာသီမြင်သာအောင်ပြောမယ်ဗျာပရီးမီးယားလိမှာကစားတာကြာပြီဖြစ်ပြီးတော့ပရီးမီးယားလိကလပ်အသင်းချင်းချင်းကိုပြောင်းတဲ့ကစားသမားတချို့တော့ရုန်းကန်နေရတယ် အဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်အဲ့လိုနေထားမှုမှာအခြားရေချားမြေချားလိမတူတဲ့ကစားမကတယောက်ကဒီလိမှာဆိုရင်တော့အချိန်တိုင်းနဲ့တခုတည်းပေးရမယ်ဒါပေမဲ့ဗစ်တာယူကရက်ကစူးစားကစားတယ်လိုက်ပါစီးမြုပ်ဖို့သူစူးစားတယ်သူ့ရဲ့ကစားဟန်အစားအာဆင်နယ်တင်းရဲ့ကစားဟန်ကိုသူ့ကိုယ်သူပြန်ပြီးတွတ်သွင်းဖို့စူးစားတယ်ကစားမတယောက်မှာရွေးချယ်တာနှစ်ခုရှိတယ်သူ့ရဲ့ပင်ကိုကစားဟန်အတိုင်းကိုနီးပြလှုပ်ပေးမလားဒါမှမဟုတ်အဲ့ကစားသမားကပဲ အဲ့အသင်းရဲ့ပင်ကိုစတိုင်မှာပဲအန်ဝင်အောင်သူ့ကိုယ်သူပုံသွင်းယူမလားအဲ့ဒီဘက်မှာဆိုကျွန်တော်မြင်ရတယ်တော့ဗီတာယောဂရာအာဆင်နယ်စနစ်မှာအန်ဝင်ဖို့အတွက်သူ့ကိုယ်သူပြန်ပြီးပုံသွင်းနေရတွေ့ရတယ်စပိုတင်းမှာကျွန်တော်တွေ့ခဲ့တဲ့ယောဂရက်ဒီပြေးလမ်းကြောင်းအရှိအီနဲ့လုံးဝစတရိုက်ကာစစ်စစ်ခေါင်နာအတက်တီမှာအရန်ကောင်းတဲ့ player random line နေတော်တော်များများကိုသူဥဆောင်ပြီးတော့သွားတယ်တဦးချင်း individual ရဲ့ striker ပုံစံတိုင်မျိုးကိုသွားတယ်ဒါပေမဲ့ arsenal သင်းရဲ့ attacking vision ကကြတော့ totally attacking ပုံစံမျိုးစံတယ် စူစည်းတဲ့ပုံစံမျိုးကိုသွားတာဖြစ်တဲ့အတွက်ဇုံရီဒီရှင်းအရန်လောက်ရတယ်အဲ့ဒီဘက်မှာတိုက်စစ်မှုတယောက်အနေနဲ့ဘယ်ရမှမသိတဲ့ cross ball တွေဘယ်ရမှမသိတဲ့ aggressive pitch တဲ့ ball တွေထက်ရှင်ပိတ်ဖို့အတွက်ဆုံးဖြတ်ချက်နည်းနည်းလေးပဲရတဲ့အခါမျိုးတွေဟိုတနေ့က declan right သွင်းအောင်ခဲ့တဲ့ second ball ဆိုရင်သူကဘောလုံးနဲ့နောက်ကျောဖက်ဖြစ်သွားတဲ့အနေထားမျိုးဒါမျိုးအနေထားမျိုးတွေအဲ့တော့ယောဂရက်အနေနဲ့ premier league မှာ၃ဂိုးသွင်းပြီးသွားပြီအဲ့သွင်းခဲ့တဲ့၃ဂိုးကနှစ်ပွဲမှာသွင်းတာအဲ့တော့ နှစ်ပွဲမှသွင်းတယ်ကျန်တဲ့၅ပွဲသည်ယောဂရက်ကိုမသွင်းပြောလို့ရတယ်အဲ့အတွက်လဲဒီ pressure တွေကစလာတယ်ပြောလို့ရတယ်ပိတ်သက်ကတော့ဘလောက်ချစ်ပြီးခေါ်ထားတဲ့ကစားသမားဖြစ်ဖြစ်ခြေစွမ်းပြသိခြင်းတယ်ဘသူ့အမတနည်းမှမပုတ်စီခြင်းဘာလို့ဆိုဘောလုံးအားစားတိက၁၁ယောက်ကစားတာဖြစ်မယ်ကျွန်တော်ပြောပြီးသားပရီးမီးယားလိပွဲစဉ်၂၀အထိယောဂရက်ကိုခဏမေးထားပါသွင်းသည်ဖြစ်စေမသွင်းသည်ဖြစ်စေခဏမေးထားလိုက်ပါကျွန်တော်တို့အချိန်ပေးရမယ်ခိုင်ဘတ်တော့လည်းအဲ့လိုပဲကျွန်တော်အချိန်ပေးခဲ့ရတာကဲနောက်တစ်ချက်ဘစ်တာယောဂရက်ရောက်လာပြီးတော့မှလွတ်လပ်သွားတယ် စပေးတယ်မြင်သာဆုံးပြောမှာဆိုကျွန်တော်တို့ကသာယောဂရက်နဲ့ပတ်သက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်တို့ဝေဖန်တည်ကြတဲ့လူတွေရှီကောင်းရှိလိမ့်မယ်ဒါပေမဲ့ဗစ်တာယောဂရက်ရောက်လာပြီးရဲ့နောက်မှာဂျေဇုတင်နေမဲ့သူတွေရှိတယ်မာတီနယ်လီထရော့ဆာနိုနီမန်ဒူကီဘူကာအိုဆာကာအဲ့ဒီဝင်းကြီးကတော်တော်လေးလွတ်လပ်သွားတယ်ရှီရ200ဒီလောက်ကိုပြန်ကြည့်အာဆီနယ်တင်းရဲ့တောင်ပန်တွေကအခုလောက်ကစားပေါက်မချောင်းဘာကြောင့်လဲဆိုတော့တိုက်စစ်မှုအထောင်စစ်စစ်မရှိတာဖြစ်တဲ့အတွက်ပြိုင်မဲ့နီးပြတွေရဲ့ကက်ကိုကက်ရမယ်ဆိုတဲ့စတရိုက်ကာမရှိတာဖြစ်တဲ့အတွက်အာဆင်နယ်တင်းတောင်ပန်တွေကို ထွက်ပြီးတော့သူတို့ marking ယူကြတယ်ကစားပုတ်တအားကြက်တယ်ဒါပေမဲ့ယောဂရက်ကကစားမတဦးနှစ်ဦးလောက်ကိုသူ့ဘက်ကို marking ကတ်လောင်ဆွဲခေါ်နိုင်မှု Rory ကောင်းမှုသူ့ဘေးနားမှာခက်စစ်ကစားမတွေကိုမြှားခေါ်သွားမှုတွေကအာဆင်နယ်တင်းကစားမိုက်တွေကစားပုတ်ချုံတယ်ကျောင်းပွဲတစ်ပွဲပြီးတဲ့အခါမှာဂိုးတင်းသွားတဲ့လူတွေဂိုးဖန်တီးရဲ့လူတွေကိုပဲချီးကျူးလို့မရဘူးနောက်ကွယ်မှာအဲ့လိုမျိုးလှုပ်လို့ရဖို့အတွက် space တွေချဲပြီးသွားတဲ့ပြိုင်ပြကစားမတွေကိုခေါ်ဆောင်သွားတဲ့ယောဂရက်လိုကစားမမျိုးတွေလည်းအတိမတ်ပြူရမယ် တစ်ချိန်တော့သူ greenish shaka ပေါ့လေသူကသူနောက်ွယ်နဲ့သူပံမိုးပေးတာကအဲ့လိုမျိုးတချို့ကစားမတွေလူကျုံထောင်ချောက်ကိုလူမဖြစ်ဖို့အတွက်မြားခေါ်သွားတဲ့အပိုင်းတွေတချို့ခန်းစစားမတွေသူစီလာအောင် link ကတွဲဝါတာမျိုးတွေအဲ့လိုမျိုးကိုယောဂရက greenish shaka ပုံစံမျိုးတိုက်တော်တော်လေးကျွမ်းတာတွေ့ရတယ်တချို့လူတွေကဂိုးသွင်းမဂိုးဖန်ဒီမကောင်းတယ်ထင်တာမဟုတ်ဘူးအသိနဲ့သိမှအဲ့လိုမျိုးနောက်ွယ်ကနေပံမိုးပေးတဲ့သူဆိုတာလေလိုအပ်တယ်ပြီးတော့အာဆင်နယ်အသင်းမှာအထောင်တိုက်စစ်မှုတွေရဲ့အခမ်းကဏ္ဍအခုမှမဟုတ်ဟိုးတုံးတွေက အာဆင်နယ်တင်းရဲ့အထောင်တက်စစ်မှုတွေကအမှတ်တကယ်ဆိုရင်ပြတ်ရုပ်တသက်ပဲဒိတ်ဒိတ်ကျဲအာဆင်နယ်တင်းရဲ့အထောင်တက်စစ်မှုကိုပဲလုံးဝမိခိုနေရမယ်ဆိုတာမျိုးမဟုတ်ခဲ့ဘူးကျွန်တော်တို့ဥပမာမြန်ခစ်တခုမှာတော့သူ့ကိုတော်တော်များမိခိုခဲ့ရတဲ့ကဏ္ဍတွေရှိရမယ်ပဲတော်တော်များအာဆင်နယ်တင်းရဲ့အိုလီဗာဂီယူပါဝင်တိုက်စစ်မှုတွေသည်စပိရှာပြီးတဲ့အပိုင်းရဲ့ပြိုင်ဘက်ခန့်စစ်ကစားမတွေလူကျုံထောင်ချောက်စီကိုဆွဲခေါ်သွားတဲ့အပိုင်းရဲ့ဒါတွေကိုလုံးလေးရှိတယ်အကြမ်းအာဆီနယ်တင်းကိုရောက်လာတဲ့တိုက်စစ်မှုတွေသည်ဂါဘရီယယ်ဂျေဆုလိုကစားသမားမျိုးတွေခိုင်ဘက်လိုကစားသမားမျိုးတွေတိုက်စစ်မကြ ဇုံလူတို့ချင်းအရန်လုတ်ပြီးဝါရီကောင်းတဲ့ကစားမတွေပဲခေါ်တယ်။ရောဂါတို့ခေါ်လိုက်တာကလည်းအရှိမပြိုင်ဘက်ခံစားကစားမတွေကိုစပိတ်ချဲထုတ်လိုက်တဲ့အပိုင်းကြီးပြီးတော့ကောင်တာတက်တီမြန်တဲ့အပိုင်းကြီးရဲ့စတရိုက်ကာစစ်စစ်ဖြစ်တဲ့အချက်တီးရဲ့200တိလောက်ဂိုးတွေမဟာရီယာပေါ်တူဂီလီမှာသွင်းထားတဲ့အချက်တီးရဲ့ပထမအာဆီနီယာဆက်စကိုနဲ့ယောဂရက်နှစ်ဦးကိုရှင်ရွေးတာဒါပေမဲ့ယောဂရက်ရဲ့မန်တယ်ပိုင်းကိုပို့ပြီးကြိုက်တယ်စူးစမ်းအထောက်မှုအပြင်းနဲ့အသင်းအတွက်ရော်ရီကောင်းကောင်းရမယ်ဆိုတာတည်ရအတွက်ခေါ်လိုက်တာ ကျွန်တော်တိုက်စစ်မှုတယောက်ကိုခေါ်ပြီးဆိုလို့ရှိရင်ကျွန်တော်ပုံစံတိုင်းပဲဆော့မယ်ဆိုတိုက်စစ်မှုထက် okay အာဆင်နယ်တင်းရဲ့ system ဒီမှာအံဝင်အောင်ကျွန်တော်ကြိုးစားမယ်ကျွန်တော်အဲ့ဒီပုံစံတိုင်းလိုက်ပါစီမျောမယ်ဆိုပြီးတော့ဂတိပေးတဲ့ကစားမှအဲ့ဒါရှားတယ်အဲကြောင့်ယောဂရက်အာဆင်နယ်ကိုရောက်လာတာကအာဒါသွားကြည့်နေ playing style တကူကိုသူကိုယ်တိုင်လက်ခံနိုင်လို့ရောက်လာလို့ကျွန်တော်ထင်တယ်ဒါတစ်ချက်ပေါ့လေပြီးတော့နောက်ဆုံးတစ်ချက်အဲ့ဒါအာဆင်နယ်တင်းမှာ အပြိုင်တိုက်စစ်ကစားမှရွေးချယ်ကြမှရှိတာကိုလူတို့ကြီးများနေရမှာမဟုတ်ဘူးနော် ။အာယောဂရကြီးမကြိုက်ဘူးခိုင်ဘက်ထက်ကြီးများနေမှာမဟုတ်ဘူး။ခိုင်ဘက်မကြိုက်ဘူးဂျေဆုထက်ကြီးများနေမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့လက်ရှိချိန်မှာယောဂရတူပဲအထောင်တိုက်စစ်ရှိတာ။ခိုင်ဘက်ကောဂျေဆုကောနာနေတယ်။နိုဝင်ဘာကုန်ဒီဇင်ဘာလလောက်မှပြန်လာနိုင်မယ့်ကစားသမားတွေကြီးပဲ။ Okay မိန်တို့ကြီးထည့်မယ်ဆိုရင်လည်းတော်များကြိုက်ကြမှာမဟုတ်ဘူး။မင်းတို့ဒီဘလောက်ပဲ goal လက်ရှိပါရဲ့ဖြစ်ပေါ်အထောင်တက်စစ်သမားမဟုတ်ဘူးအခုအာဆင်နယ်ကငွေကြေးတချို့အကုန်ခံပြီးခေါ်ထားတဲ့တက်စစ်မှုအရင်ကပို့စရာအကြောင်းမရှိဘူး ဲ့တော့တဖြည်းဖြည်းမြင်လာတာတပွဲပြီးတပွဲကြုံတွေ့လာတာယောဂရက်တီသွင်းကိုတွေဖန်တီးမှုတွေအခုနောက်ပိုင်းသိမ့်မမြင်အောင်ဆိုပေမဲ့အာဆီနယ်အသင်းအခြားကစားသမားတွေလွတ်လပ်ကစားဖို့အတွက်သူ့ကိုယ်သူစတေးလိုက်တဲ့ပြန်ပြတ်ခံစားသမားတွေကိုမြှောက်ခေါ်သွားတဲ့ဝါရီကောင်းနဲ့လှုပ်သွားရှိကျွန်တော်တခုပြောပြမယ်ဝက်ဆန်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာ ground ကျူတဲ့ဝန်မြေပြင်ဘောလုံးအတားရောက်မှာ38ရာခိုင်နှုန်းပဲရှိတာမှတ်မိမယ် area ကျူလို့ခေါ်တဲ့အမြင်ဘောရှင်လူမှုမှာ85ရာခိုင်နှုန်းထိအောင်မြင်ထားတယ်၄ချိန်မှာ၃ချိန်ထိအတားရထားတယ် ဒါကအာဆင်နယ်တင်းလိုမျိုးအမြင်ပေါ်တွေအားပြုတဲ့အသင်းတစ်သင်းတင်လိုက်တဲ့ဘောလုံးနဲ့ပတ်သက်လို့ရှိရင်ယောဂရက်ဘလောက်ထိအသင်းအတွက်လုံပေးသွားလဲဆိုတာပဲအဲ့လိုတိုက်စစ်မှုတစ်ယောက်ကိုလိုက်ပြီးကတ်တဲ့ကစားမအနည်းဆုံးတစ်ယောက်နဲ့နှစ်ယောက်ရှိတယ်ခန်းစစ်၄ယောက်တောင်ကျောင်းမြင်ကြည့်လိုက်ဘိုးခန်းစစ်နှစ်ယောက်ကယောဂရက်ကိုကတ်လိုက်ပြီဆိုရင်ကျန်တဲ့နှစ်ယောက်ဒီအဲ့ဒီဘဟုအတွက်တယောက်ကပြန်ပြီးဝင်ရမယ်နောက်တစ်ယောက်ကစာကာပဲချမ်းကန်ရမယ်အဲ့ဒီတော့တစ်ဖက်မှာမာတင်လီပဲချမ်းလုံးဝအလိုကြီးဒါမှမဟုတ်တစ်ချက်မြင်ကြည့်လိုက်အဲ့ဒီခိုင်စကစားမိုက်အထဲမှာရှုပ်ချက်ခတ်နေတဲ့အခါမှာအေရီယာထိတ်ကနေဒီကလန်ရိုက်လိုအပြည့်ဝကန်ကွင်းရလိုက်တဲ့ ဝဆိုင်ယူလိုက်တဲ့အသင်းကပွဲစဉ်အဲ့လိုဂိုးမျိုးတွေဒီအလကားဖြစ်တည်လားမဟုတ်ဘူးယောဂရက်ရဲ့လှုပ်အားနှုန်းကြောင့်အဲ့ဒီကစားသမားကိုလိုက်ပြီးကဲ့တဲ့အတွက်ရလာတဲ့စပီဒီကကျန်တဲ့ကစားသမားတွေဝင်ပြီးပြေးပိတ်လို့ရသွားတယ်အခြားကစားသမားတွေကျောင်းလက်ခုပ်တီးမယ်ဆိုရင်အဲ့ဒီ movement တွေမှာခန်းစစ်ကစားသမားတွေဆွဲခေါ်သွားပြီးကျန်တဲ့ကစားသမားတွေစိတ်တိုင်းကြကန်ကွင်းရအောင်လှုပ်ပေးခဲ့တဲ့ယောဂရက်ကိုလည်းကျွန်တော်ချီးကျူးရမယ် bro ယောဂရက်ဒီလက်ရှိချိန်မှာအာဆီနယ်တင်းတွက်9ပွဲကစားပြီး3ဂိုးသွင်းနေအဲ့ဒါကလည်း2ပွဲမှာအရန်ကောင်းတဲ့ performance မဟုတ်ဘူးဆိုတာကျွန်တော်လက်ခံတယ်သို့တော်ကျွန်တော်တို့အပြစ်တင်တော့စောလို့မရဘူးဒီကစားမောက်ကျွန်တော်ပွဲစဉ်20ထိစောင့်ကြည့်ရမယ်ပွဲစဉ်20ကြော်ပြီးဆိုလို့ရှိရင်တော့သူကောင်းလာတင်ပြီဆိုတဲ့စကားမျိုးကိုကျွန်တော်ထောက်ခံတယ် အခုချိန်ဒီမှာယောဂနဲ့ပတ်သက်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဟာဟိုဘရက်ကွက်ကကောင်လေးကသူနဲ့အပြိုင်ဘဏ္ဍကူပို့သွင်းထားဘာညာပြောနေမယ့်အချိန်မဟုတ်ဘူးဒီချိန်မှာကအသေးရောက်လာတဲ့ကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်ခဏမေးထားမယ်အဲ့ကစားသမားအာဆင်နဲ့တင်းတက်ဘာကြီးလုပ်ပေးလဲဆိုတော့ပဲဒစိမ့်နေထိုင်ပြီးကြည်နေရမှာကျွန်တော်တို့ဒီတိုက်စစ်မှုစစ်စစ်လိုချင်ခဲ့တယ်โอเคအဲ့လိုချင်ခဲ့တဲ့တိုက်စစ်မှုလည်းအချိန်ပေးရမယ်ဆိုတော့လည်းလက်ခံရမယ်အဲ့ဒီကစားသမားလက်ရှိချိန်မှာ၃ကိုသွင်းထားတယ်ဗျာကြုံပြရမယ်တကူကပဏတိโอเคထားပဏတိကိုမလို့အထင်မကြီးဘူးဒါပေမဲ့ ကာလာဖီယိုရီကန်နေလိုက်တဲ့ဘောလုံးကိုဘောက်ထဲကိုဆွဲပြေးပြီးတော့လီယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာကန်သွားခဲ့တဲ့ဆိုလိုကူကတော့ကျွန်တော်ထင်ကြည့်ရမယ်။လီယူနိုက်တက်မို့မင်းသွင်းနိုင်တာပါကောလုံးမပြောနဲ့ပရီးမီယာလိမှာဘယ်အသင်းမှအချင်မဟုတ်ဘူး။လက်ရှိမော်ဒန်ဘုံလောကမှာကစားသမားကောင်းတွေပဲဖြည့်ထားခဲ့တာ။နောက်တစ်ခုအဲ့ဒါကအစည်းရဲ့ cross ball ကိုထက်ရှင်ဝင်ပိတ်သွားတာ။တော်တော်လေးကောင်းတယ်။ဟိုတနေ့ကဆိုလဲသူဝင်ပိတ်တာ။ဝက်ဆိုင်နိုက်တက်အသင်းရဲ့ပွဲစဉ်မှာနည်းနည်းလေးနောက်ကျသွားခဲ့လို့မရတာ။အဲ့တော့ယောဂရက်အနေနဲ့သွင်းသွားခဲ့တဲ့၃ခုမှာဆိုလို့ရှိရင် ပတ်တန်နီကသွင်းသွားတာတကူဆိုလိုကိုပေါ့နောက်တကူကထက်ရှင်ပိတ်သွားခဲ့တဲ့အစည်းရဲ့ကိုနောက်တကူကဆက်ပြီးလို့ခေါ်တဲ့တေကန်ဘောကနေပတ်တိရာသွားခဲ့တဲ့တကူသုံးကိုသွင်းထားခဲ့တယ်။ကျွန်တော်ကတော့ယောဂရုကိုကြိုက်လာဆိုတော့ကြိုက်တယ်။ကြိုက်တယ်ဆိုတာကပြိုင်မဲ့ခန်းစစ်ရှိန်နေမဲ့တိုက်စစ်မှုတူကိုခေါ်ထားနိုင်ခဲ့တယ်။ပြီးတော့ကျွန်တော်နောက်ဆုံးမိတ်နေတဲ့တကူပြောဦးမယ်။ခါကျရင်အဲ့ data အချက်အလက်တွေနဲ့ပဲကျွန်တော်ပြောခြင်းတယ်။ကျွန်တော်ပြောရင်ကျွန်တော်အာဘော်ဖြစ်မှာဆိုလို့ဗစ်တာယောဂရက်ဒီအာဆီနယ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ rating 6.3ရှိတယ်။ လီယူနက်တက်အသင်းရဲ့ပုံစံမှာ rating 8.0ရှိတယ်။ Liverpool အသင်းရဲ့ပုံစံမှာ rating 6.5ရှိပြီးတော့ Northern Force အသင်းရဲ့ပုံစံမှာ rating 7.7ရှိတယ်။ Athletic Bilbao အသင်းရဲ့ပုံစံမှာ rating 6.4ရှိပြီးတော့ Manchester City အသင်းရဲ့ပုံစံမှာ rating 6.3နော်။ Porto အသင်းရဲ့ပုံစံမှာ rating 6.5 Newcastle အသင်းရဲ့ပုံစံမှာ rating 7.2 Olympiacos ရဲ့ပုံစံမှာ rating 7.0 West Ham United အသင်းရဲ့ပုံစံမှာ rating 6.2 ဆုတ်ပြတ်တက်ပြီးလွတ်ပြေးရောက်တဲ့ကစားသမားမျိုးမဟုတ်ဘူးအလဲလက်တစ်ခုတည်းပုံမိုးတဲ့ performance ပြနိုင်တယ်တချို့ပွဲစီမှာဆိုမန်အော့သမတ်ရနိုင်လောက်တဲ့ performance မျိုးပြခဲ့တာရှိရဲ့အဲ့တော့ကျွန်တော်တို့ဒီယောဂရက်ပတ်သက်ပြီးအပြစ်တင်တာမဟုတ်ဘူးဒီတိုက်စစ်မှုဒီဘလောက်ထိအာဆင်နဲ့မှအံဝင်လာလဲဆိုတော့တစိမ့်စိမ့်ထိုင်ကြည့်နေရမှာ ပရီးမီးယားလိပွဲစဉ်20အထိခဏဆောက်ဝေးပါပြီးတော့မှအပြစ်တင်ရင်တော့တင်ပါကျွန်တော်ကတော့ဘယ်တော့မှယောဂရနဲ့ပတ်သက်ပြီးတော့အပြစ်မတင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးရမယ့်အချိန်ကျွန်တော်တို့ကိုယ်တိုင်သိတာဖြစ်တဲ့အတွက်ကဲလွတ်လပ်စွာအမြင်ကွဲလဲလို့ရပါတယ်အားကြောင့်မို့ကျွန်တော်ကတော့ဘီတာယောဂရနဲ့ပတ်သက်ပြီးတော့အထင်မသေးစေလို့ အားလုံးပဲအဆုံးထိကြည့်ပြီးတဲ့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားကြံဆိုတော့ဘိုင်ဘာဖုန်းနံပါတ်တညာကို946 463တိန်နံပါတ်တညာကို9963ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာဆော့ကျင်နေဆိုတော့အားလုံးကိုအကောင့်ဖွင့်ကစားဖို့အတွက်နွေနွေထွေထွေလက်ခံကြိုးစားနေပါတယ်ကျွန်တော်ကိုယ်တိုင်အေးဂျင့်လုပ်ပြီးတော့လက်ခံပေးနေပါတယ်ခင်ဗျာ